ဦးဇင်းတို့ကဘာဖြစ်လို့စီကံတတ်မှတ်တာလဲတဲ့အရှိတုံညှိပါရှေးလိုက်တို့လိုက်မဖြစ်နဲ့နေလိုက်မြန်လိုက်မဖြစ်နဲ့ပြင်းလိုက်ပြောလိုက်မဖြစ်နဲ့ရက်လိုက်ယူလိုက်မလုံးနဲ့ဆိုတာစိတ်ကဝေနာရှိ ပြေးမှကြောက်လို့သဘောပေါ်ပြီလားဒါအရှိတူညှိနေရတော့စိတ်ကအားသလားအားပါဘုရားအနည်းမြန်ပြုပြင်နေရတော့အားသလားအားပါအပြင်းပြော့ချိန်နေရတော့အားသလားအားပါရှူရှိုက်နေရတော့အားသလားအ မအားတော့စိတ်ကဝိညာဉ်ကြီးပြီးသေးလားပြီးပါဘူးအဲ့ဒါကြောင့်မို့အဲ့ဒီလိုခိုင်းတာမှန်ပါအာမြတ်စွာဘုရားလည်းပါဠိတော်မှာရှိပါတယ်မဟာသီလနာတုံးမှာရှိပါတယ်ဒီကံဝါဒီဝံရာတိပါဇာနာတိရတ္တံဝါရတ္တံပါဇာရုပ်ဝမယုတ္တကုရှင်ရှင်မန်းသည့်တွင်တွင်မန်းသည်နော်အေးအဲ့ဒါကြောင့်မလို့သဲအင်းမူဖို့ပြင်းပြင်းရှူတာမြန်မြန်ရှူတာမဟုတ်ပါဘူး စိတ်ကိုကမ္မထာအာယုံမှကွာမသွားစေခြင်းလို့နော်နည်းနည်းပြင်းပြင်းလေးနဲ့ခြိနာမိတာလဲလွတ်တယ်ပြန့်လွင့်တဲ့စိတ်လဲခေါင်းပါစေတယ်စိတ်ကိုလဲသိမ့်စည်းလို့ကောင်းတဲ့အတွက်ကြောင့်အာနာပါနာကမ္မထာကို ပြင်းပြင်းလေးရှူပြီးတော့ကျင့်ခိုင်းတာပါသဘောပေါက်ပြီလားအဲအဲ့တော့ယောဂီတို့အာနာပါနကမ္မထံအခုတက်မလင်းခွေတယ်နော်ဒီလိုခွေတယ်ဒီလိုခွေတယ်များသောအားဖြင့်ခါခွေတတ်တယ်ဒီလိုဖြီးချလိုက်ရင် ခါခွေတတ်တယ်အဲ့တော့ကြောင့်တရားထိုင်ရင်ကိုယ်ကိုကြီးဖြစ်တယ်အဲ့လိုဖြစ်ထိုင်ရင်လည်းထိုင်လို့ရတယ်ကြိုက်ရင်လည်းထိုင်အခုဦးစင်းထိုင်နေဆိုတာမမှန်ဘူးဦးစင်းကုထိုင်နေဣရိယာပုတ်တဲတာမမြတ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့အခုထိုင်လိုက်တယ်ထိုင်တဲ့ခါကျတော့ဓာကြီးရဲ့ပြီးတော့ပြီးတဲ့ဟောဖြီးပြီးဆိုတဲ့ခါကြီးကကိုယ်ကြကဲတိုင်းဦးစင်းကကြုတ်ထိုင်လိုက်မယ် အခုထိုင်နေမှားတယ်။ဘာဖြစ်လဲဆိုဒီကနေသက်ခုသားလို့ဖြစ်တော့မတိမသားလေးနင်းနေပါပါလေးနောက်လန်လာကြတော့အသာလေးထိုင်ရမပင်မမနဲ့တရားဟောလို့ရတာပေါ့။ဘာလို့ထားလဲဆိုတော့မတိမသားလေးနောက်လန်တဲ့ဟာလေးကိုမလာအောင်နည်းနည်းလေးထိန်းတော့နည်းနည်းလေးနှလုံးရည်ကိုညှိပြီးတော့တင်းမထားဘူးလားတင်းပါဘူးနည်းနည်းလေးတင်းထားတာမပင်မန်းတော့တင်းနိုင်တယ်ပေါ့အဲ့ဒီနှလုံးရည်ကိုညှိပြီးတင်းထားတာကိုလွတ်လဲလွတ်ကျော်ဟောသွားခါကြောင် သူကလမ်းနေတော့ထိတ်မထအောင်လားအဲ့ဒါကြတော့လေများတယ်တဲ့နည်းနည်းလေးဖြီထုတ်လိုက်ဟောဖြီလွန်းတာလည်းမဟုတ်ကျုပ်လွန်းတာလည်းမဟုတ်မြတာတဲ့အိမ်နေအဲ့တော့မှဘယ်ဘက်လက်ဝင်ထားတော့အခုတိုင်းထားတယ်ဒါမှနည်းနည်းလေးလူသေးဟောဒါမှကြအဲ့ကြတော့အကုန်လုံးဒီခန္ဓာကိုယ်ကဒီအောက်ပိုင်းတမ်ပလင်းဝေပေါ်မှာ60ဒီဂရီ သူ့ဘာသူတဲ့တဲ့ကြာသွားတယ်အဲ့ဒါဖြောင်းမှန်ပြီဒီမှတ်ထားဖို့မလိုဘူးနော်ဖြောင်းမှန်တာဖြောင်းမှတ်တာ ਨੇ မှန်တာ ਨੇ မှတ်တာဦးဇင်းတို့ကဖြောင်းမှန်တာဖြောင်းမှတ်တာကိုမနစ်သက်ဘူးအဲ့တော့မှဘယ်ဘက်လဲဝါညာဘက်လဲဝါတင်တယ်အဲ့ဒါမှဣရိယာပုတ်မှန်တယ်ကိုယ့်ဘောက်ကိုစစ်တယ်ဣရိယာပုတ်တဲ့အခါမှာကိုယ်စိတ်ကိုစစ်တာ စိတ်ကအာပြီးနေရဲ့လား မအားပင်နဲ့နှလုံးအိမ်လေးကို အသာလေးထိမ့်ပြီးတော့ပခုံးလေးညှစ်ထားတာလားမျက်လုံးလေးကြုတ်ထားတာလားပါကြော်လေးတင်းထားတာလားဗဇက်လေးစီးတာနေနေလေးတင်းနေတာလားစက်အဲ့နေနေလေးတင်းတာလည်းလက်မခံနဲ့နှလုံးအိမ်ကိုစိတ်နဲ့ညှစ်ချပြီးအာယုံကြောတွေတင်းတာမပါဘဲနဲ့ဝင်လေထွက်လေရှူပါလို့ဆိုလိုတာဟုတ်ပြီနော်အဲ့ဒီပုံကိုယ်ကြီး တရားရလဲလွယ်တယ်လွယ်လွယ်လေးကူနဲ့လက်ရှိအကျင့်စီတွေအောင်မြင်တယ်ဥစဉ်တို့ရဲ့ကျင့်စီရဲ့ဗဒါနာကနှလုံးဤကိုညှိပြီးဟာရိကာမဇောကိုစောတဲ့စိတ်ကိုမဲ့နဲ့အပိသမှာသေကံဤလွတ်လိမ်ပြီးအော်ဟစ်တယ်ဆိုတော့ကာမဇောဤဇောမနေဘူးလားအဲ့ဇောလဲမက်ကလဲဖြတ်လဲဖြတ်တော့ဇောလို့ရသေးလားသေကြိုက်တဲ့ယောဂနဲ့နော်ကာမဇောကနေမှဇန်ဇောဇန်ဇောကနေမှမက်ဇောအဲ့ရနေမှဖိုဇောဇောစင်းစင်းတက်ရမှာ အဲ့မဇောဖို့သောတွေတရားမဲ့ကာမဇောကြီးဆောထားလို့ပါတော့ဘယ်တော့မှမရအောင်။ဒီအရာကြောင့်မလို့ဦးဇင်းတို့ကာမဇောဆိုတာပုထုဇဉ်ဒလိနဲ့တကွလောဘဒေါသကိလေသာ အကြမ်းသားတွေနဲ့ရှင်နေအတွက်ကြောင့်အဲ့ဒါကို အရင်ပယ်ရပါလေ။အဲ့သောတပတ္တိမေတ္တိပုရုဇဉ်အနွယ်ကိုဖြတ်တာ။အကြမ်းသားကရှေ့တန်းကနေဖြတ်တယ်။အလတ်စားကမဟာဝိပဿနာဖြတ်တယ်။အနုတ္တိယကိုအရိယာမမဖြတ်တယ်။ ရိယမကြမှာအကျွင်းမဲ့ဖြတ်ကြရဲ့အကျွင်းမဲ့မဖြတ်မီရှေးဖုံးလိုက်အကျမ်းသာမဖြတ်ဘူးလားမဖြတ်ပါဘူးအေးအခွန်ဘွားတစ်ထပ်အခွန်မတစ်ထပ်အသားတစ်ထပ်ညှိချရတော့အုံလို့ထွက်မလာဘူးလားမဖြတ်ပါဘူးအေးဥစဉ်တို့အဲဒီပထမလူချမ်းစိတ်ချမ်းဇယိုက်ချမ်းဗီဇာချမ်းအဲဒီအကျမ်းသာတွေနဲ့ကာမရှင်ပြက်ဖြစ်တဲ့ကာမဇောချမ်းကိုဟာရိဆေရဲစကမ်းမှာတတ်မှာခင်ဗျားတို့ပြန်သွားရင်ငကိုစိတ်မရှိတော့ငကိုတရံငကိုဟန်နေပျောက်သွားလိမ့်မယ်အခုလာတော့ငကိုတရံငကိုဟန်နေလည်းမလာဘူးလား အဲအကုန်လုံးတူတူပဲအေးအဲ့တော့ဦးစင်းတို့ကစနစ်ကိုဘာကြောင့်ဒီစနစ်ပြရပါတယ်လို့ပြောပြီးဒီစည်းကမ်းလိုက်နာပါလို့ပြောရင်တရားတွေ့ခြင်းအောင်မြင်ခြင်းဦးစင်းတို့ချားမှတဲ့စည်းကမ်းတိုင်းကို အလွဲမခံဘဲနဲ့ပဲ့ထိန်ပြီးပြုပြင်မအောင်မြင်ဘူးလားအဲ့ဒါကတော့ယောဂီတို့ဘက်ကဝိညာဉ်တက်လာတယ်ကိုကလွယ်လွယ်နဲ့ပြင်ဖို့စိတ်မကူးနဲ့ရုပ်ကိုပြင်တဲ့သက်တာမှုဟာ ခဏပန်းချမ်းသာပဲဖြစ်တယ်။ထာဝရချမ်းသာတည်းမဟုတ်ဘူး။အဲ့တော့ဥစဉ်တော့ထာဝရချမ်းသာသွားခြင်းရင်ရုပ်ကိုမပြင်းနဲ့စိတ်ကိုပြင်းရမယ်။ကမ္မဋ္ဌာအယုံမှာ အရှိတုံကြီးလက်ကိုလည်းထောင်းမရှူနဲ့လက်နှစ်ဖက်ကိုလည်းညှင့်လည်းမရှူနဲ့လက်နှစ်ဖက်ကိုလည်းထောက်ပြီးအားလည်းမရှူနဲ့အပေါ်ပိုင်းခန္ဓာကိုယ်ကြီးကိုညှုတ်ပဲ့ညှုတ်ပဲ့လှုပ်ပြီးတော့လည်းမရှူနဲ့။ဟုတ်ပြီလား။ဝင်လေကိုဖြည်းဖြည်းရှူပြီးတော့ထွက်လေကိုစောင့်လည်းမထုံနဲ့ဝင်လေကိုစောင့်ရှူပြီးတော့ထွက်လေကိုဖြည်းဖြည်းလည်းမရှူထုံနဲ့ လေးဦးလည်းတစ်ချက်ချင်းဖြည်းဖြည်းကြီးလည်းဘိုက်ဝအောင်လည်းမရှိနဲ့တိတ်လည်းရှူချက်ရှူချက်နဲ့မြန်မြန်ကြီးလည်းမရှူနဲ့ဟုတ်ပြီနော်မမြန်လို့မနေလုံးမရှိလုံး မတေလုံးမပင်ပန်းလုံးမနေလုံးမပြင်းလုံးအဲ့ဒီမှာရှူရမယ်အဲ့တော့မှကြာကြာရှူလို့ရအောင်အရှင်လီလည်းပါမယ်ကိုဟုတ်ပြီနော်အေးအဲ့ဒါကြောင့်မလို့ဝင်းလေးရှူပြီးတဲ့ရင်းဝအားပြူတာပခုံးကြီးအားမယူနဲ့ခါအားမယူနဲ့အပေါ်ပိုင်းအားမယူနဲ့ ီရင်ဝလေးတွေမဲဟုတ်လားရင်ဝလေးတွေမဲအောက်ကျတိုင်းအပေါ်ပိုင်းနည်းနည်းလေးတော့ပါမှာပေါ့လုံးဝကြီးတော့မဟုတ်ဘူးသို့တော်လည်းအာပြူတာဒီရင်ဝအာပြူရွှေနေဒါလေးပါလာတာတော့တဆက်တည်းဖြစ်နေလို့ပါတာအားစိုက်တာမဟုတ်ဘူးနဲ့သူ့ဘာသူပါလာမိမိအားစိုက်ရှူတာကတော့ရင်ဘရင်ညွန့်ကို အားစိုက်ပြီးတော့ရှူသွားမယ်အဲလိုစက်ကရှူတန်လဲကြားနေမယ်စက်ကဝင်လေနဲ့မိမိဝင်လေနဲ့စက်ကထွက်လေနဲ့မိမိထွက်လေနဲ့ အဲ့ဒီနှစ်ခုကိုညှိညှိတာမညှိတာကကိုမညှိတာဆက်ကညှိပြီးသားဆက်ကညှိပြီးသားဆိုတော့လွဲတာမလွဲတာတဲ့တာမတဲ့တာခွဲကြပြီးတော့ရှူမသွားဘူးလားအဲ့ဒါကိုညံနဲ့ရှူတယ်လို့ခေါ်တယ်ညံနဲ့ရှူရင်နဲ့ရှူရင်နဲ့သတိလစ်ပြီးတော့ဟာနှလုံးသွားညှိမိမယ်ဆိုရင်ရှူရင်ရှူရင်နဲ့ပခုံးသွားညှိမိမယ်ဆိုရင်ညှိပြီးတော့မှားမသွားဘူးလား မှားပြီလို့ခေါ်ကြသည်တာညာအဲ့တော့မမှားအောင်ပြန်လုပ်ရမှာပညာက စိတ်နဲ့နှလုံးကိုညှစ်ပြီးတော့ခါကြောလေးတင်းထားတာအဲ့နှလုံးကိုစိတ်နဲ့ညှစ်ထားတဲ့ဆုပ်ထားတဲ့အလုပ်လေးကိုလျှော့ချဖြီးချလိုက်ငကုတ်တော့မလျှော့ဘဲသွားလှုပ်လှုပ်တာကိုညှစ်တာကိုညှစ်တာကိုမညှစ်နဲ့ဆိုတော့ညှစ်တဲ့လုပ်ကြီးပြန်ပြီးတော့ဆန့်ညှစ်မဲ့မဖြီးချအောင်လားဖြီးချဆိုတော့ဒီပြင်အာယူဖြီးချတာမဟုတ်ဘူးစိတ်ကဲဇောညှစ်ထားတဲ့စိတ်ရဲ့ဆောင်နေတဲ့အားကို လျှော့လိုက်လို့ခေါ်တာနှလုံးရင်ကိုသွားညစ်ထားတာကိုလွှတ်ထားလိုက်တော့မညစ်နဲ့တော့လို့ဒီလိုပြောတာအေးအဲ့လိုပြောပြီးတော့ပညာက ပြင်ဉာဏ်ကခွဲကြတတိက ကမ္မထံကိုရှေ့ရှုပြီးတော့အဲ့ဒီတိုင်းသွားရင်ဒီစိတ်ပဲပြေဦးမလဲအဲတတိပညာဉာဏ်မြေကတော့ချွန်ခဲ့သောအုပ်ထားရင်မပြေဘူးဝိညာဉ်တက်လာတော့တခါတခါလစ်ပြီးတော့ရောက်ချင်းလဲရောက်သွားမှာပေါ့ရောက်သွားရင်ကိုကအဲ့ဒီရောက်သွားတဲ့စိတ်နဲ့ယုတ်ကြည်ပြင်ဖို့တဲ့အဲ့ဒီစိတ်ကိုနိုင်အောင်ကိုယ့်ဘက်ကိုပါအောင် မင်းဒီမှာနေဆိုပြီးတော့အရှိတူအနေမြန်ကြက်ကြက်မမှန်နဲ့ရှူသွားအဲ့တော့ကိုယ့်ဘက်ကအလျှော့မပေးဘဲနဲ့မှားတာနဲ့ပြင်မှားတာနဲ့ပြင်သွားရင်အမှန်တရားကများမလာဘူးလားအမှန်တရားများလိုက်ရင်ခင်ဗျားတို့ဇန်စည်းလာလိမ့်မယ်ကိုမရှူဘဲနဲ့သူ့ဘာသူရှူလာတာတွေ့လိမ့်မယ်ဇန်စောဒီစောလာလိမ့်မယ်အဲ့ကြတော့ချမ်းသာလာလိမ့်မယ်တရားဖြုတ်ခြင်းနဲ့စိတ်တွေမရှိတော့ဘူးတချို့ကြတော့လည်းအရှူကတိုင်းကနေမပြောပြင်ဖြတ်သလို့ ပြတ်သွားပြီဇန်သောကကာမသောကိုဖြတ်ချလိုက်တဲ့အခါမှာဇတ်ဆိုပြုတ်ကျသွားပြီးတော့အရှူပါရက်သွားတယ်အဲ့တိုင်းအောက်ကဝေဒနာတက်ပြီနဲ့စိတ်ကမစင်းရောဟုတ်ပြီနော်အဲ့တော့ယောဂီတို့စနစ်နဲ့စီကံနဲ့ချမှတ်ထားတာကိုအဲ့စနစ်နဲ့စီကံတိုင်းအမှန်များအောင်မှန်တဲ့မှအောင်မမအောင်ကြိုးစားအထောက်ကြပါဟုတ်ပြီလားဗေနမောတ္တဇာနဲ့ဘုရားကတော့